အဲဦးအတက်က56ထက်ရောက်သွားပြီနာမည်ကဦးစိုနီတဲ့ဦးစိုနီဆိုတော့ဟိုဆရာကြီးဖြစ်တဲ့ဦးမိုးကျော်တို့ဦးစိုနီကျော်မဟုတ်ဘူးဦးမိုးညော်တဲ့ဦးစိုနီနာမည်ဟောင်းကြီးနေတဲ့အချိန်မှာဆိုင်းလောကမှာအဲ့တချိန်မှာအဝင်းဘုံရန်ကုန်တက်လာတာလူရွှေတော်တော်တော်ရှားတယ်ဗျအဘဦးရွှေရိုးတို့စုပ်ပြေပြန်ဦးရွှေရိုးတို့ဦးအောင်ခိုင်တို့ဦးစည်းစည်းတို့အများကြီးပဲအဲ့ဒီအချိန်မှာလူရွှေတော်တွေမရှိတော့ကျွန်တော်ကျွန်တော်မွေးစားတဲ့အဖေဦးဝေးကြရ ကျွန်တော်နာမည်အရင်ကဆိုလီကရင်နာမည်ဖြစ်တဲ့ဆောဆိုလီတဲလူရှင်တော်ရှားတယ်ကွာတဲ့မဆိုနီနာမည်နဲ့ငါတို့လူရှင်တော်လောက်ပါလားဆိုပြီးတော့အဝင်းဖို့ဆိုင်းရင်မြှောက်ပေးလိုက်တယ်အဲ့ရစပြီးကျွန်တော်လူရှင်တော်ဆိုနီဆိုပြီးတော့အဲနုပညာလောကထဲမှာအခုဆိုသက်56နှစ်ရှိသွားပြီပေါ့လေ14နှစ်သား15နှစ်သားလောက်ထဲရောက်လာခဲ့တာနုပညာလောကထဲအဲကျွန်တော်လက်ဦးဆရာကျွန်တော်အဘဥတာကြီးပေါ့ချက်လက်မျိုးကအဘဥတာကြီးဥတက်တူဥကျော်ထူး လရင်ဆရာတော့ကျွန်တော်တို့ဆိုင်းလောကမှာဟိုတော့ဒိတ်ဒိတ်ကျဲနာမည်ကြီးခဲ့တဲ့ဥပေါ်လေးအမွေးသားဖေဆိုလည်းမှန်တယ်အဲ့တော့ချစ်စုတို့ဒါထူးထူးတော်တော်မွေးဆိုကျွန်တော်အဲ့မှာအဒီပညာကိုကျွန်တော်ဆရာအိမ်မှာမရရအောင်ကျွန်တော်ကြည့်ပြီးသင်လိုက်တာအရင်သဘောကျတာဆနဲ့ကျွန်တော်ဆရာကျွန်တော်ဆရာဥပေါ်လို့ကျွန်တော်သဘောကျလို့ကျွန်တော်ဒီလောကထဲရောက်လာပြီးကျွန်တော်စူးစမ်းတာနောက်စာပေနဲ့ကျတော့အဘဥသာကြီးဥတက်တိုးဥကျော်ထူးအများကြီးပဲသင်ဆရာမြင်ဆရာကြားဆရာတွေရောကျွန်တော်တို့လူရှင်တော်လောကမှာတော့ ပြောလို့လည်းကုံတော့မှာမဟုတ်ဘူးတော်တော်ဆရာကြီးများတယ်ဥချစ်ဖွယ်ကပို့ဆိုးတယ်အကျွန်တော်ကျော်ဟင်းဝါသနာပါတော့ဥချစ်ဖွယ်ဇက်သွားကြည့်လိုက်ကျော်ဟင်းလို့တရုတ်ဆိုင်တော့ဆားတော့ကမှာဒါနဲ့ကျွန်တော်အစဉ်ပြေနေတာကျွန်တော်လဲအာကျွန်တော်အခက်အခဲတွေကတော့ဥပေါ်လေးကျွန်တော်ဆရာကထွက်သွားတယ်ဗီဒီယိုလောကထဲဝင်သွားတယ်ဗီဒီယိုလောကထဲဝင်သွားတော့အဲ့မှာ လူရှင်တော်သူ့နေရာဝင်ဖို့ဆိုတာမလွယ်ဘူးဒီအောင်ဝင်းဖို့စားရဲ့ဘန်တစ်ကလည်းသူကတလန်းချောင်းနဲ့မောင်းတာ တလားညောင်းနဲ့ပေါင်းတော့အဲ့ဒီမှာဥနိုတူတို့ဥရီယာတို့ဥဆန်ကျော်တို့ရှိတယ်အဲ့မှာကျွန်တော်ဥပေါ်လေးနေရာဝင်တာတော်တော်ခက်ခဲဖြစ်တယ်သူ့ရုပ်သူ့လေးကိုကျွန်တော်မနေ့လိုက်နင်းရမတူတော့လဲဒီမှာလေးတပိ900ခန်းပေါ့ဒါစူးစမ်းရတာပေါ့ဒါမဲ့လက်ခံပါတယ်ပြိဿကလည်းဟိုပြိဿလက်ခံတော့ကျွန်တော်ဆရာကျွန်တော်မစော်ကားသလိုပဲပေါ့လေဒါကျွန်တော်မကောင်းရင်တော့ကျွန်တော်ပဲလေကျွန်တော်ကောင်းရင်တော့ကျွန်တော်ဆရာလည်းနာမည်မပြတ်ဘူးပေါ့ ါအပေါ်လေးတပည့်တွေကွာလက်ကားပါဆိုတာလည်းအဖြစ်မခံနိုင်ဘူးကျွန်တော်ကအဲ့လိုနဲ့စ조사ခဲ့တာဒီနေ့အထိလဲကျွန်တော်နာမည်လဲဟုံးတော့မကြည့်ဘူးနာမည်လဲမကြသွားဘူးကျွန်တော်ရောက်တဲ့နေရာမှာကျွန်တော်ပြိတ္တကတော့အမျက်ရှိပြီးသားပဲတော်တော်ခက်ခဲခဲ့ပါတယ်ပြက်လုံးတွေပါတယ်ဟိုဒီမင်းသားကတာတွေပါတယ်ကြတော့ပေါ်ကလည်းမင်းသားဒီလောက်သူ့လောက်မချွမ်းခြင်းဥပ္ပလေးကဘက်ဆုံးမင်းသားနောက်ပိုင်းလက်တီးပညာအစအကုန်တက်တော့သူ့လောက်ကိုတော်တော်လေးကိုခက်ခက်ခဲခဲ့ လိုက်ဖို့ဆိုတာစ조사မတရား조사အာမှတ်မိသလားဆိုကျွန်တော်ပညာသင်တော့ဆိုလူခုံပေါ်စတက်တော့ကျွန်တော်ကံအောင်ချတာမှတ်မရရဆိုဥပ္ပလေးကဘလောက်ကောင်းအောင်ပြောပြောအခုထိကျွန်တော်ဆဲနေတော့ကျွန်တော်အမှတ်တရတော့ကံချခံဘူးတယ်အဆဲခံဘူးတယ်အဲပြက်လုံးပြက်နေနဲ့ဟိုအင်ဂျီဝစ်လို့ရှင်သူကချစ်လို့စတာအင်ဂျီတွေဆွဲဖျက်ဘူးတယ်အပေါ်မှာဒီလိုအတင်းဆွဲပြီးတော့ပြက်လုံးပြက်တာတယ်သူကတော့ချစ်လို့စတာအင်ဂျီက ွာသူတို့နောက်လိုက်ကိုအဲ့ဒါလည်းသူဆရာလည်းမပြောရဲဘူးဒါဆရာလှုပ်လိုက်ပြန်ပြီဆိုပြီးတော့အဲ့လိုပဲမှတ်မှတ်ရလေရှိခဲ့ဘူးလေဆရာနဲ့ရတာအဲကပြောင်းပြီးကခဲ့ဘူးဒါတော့ကျွန်တော်အဝင်းဘောကထွက်တယ်နောက်တစ်ခါပြီးတော့ချစ်သားမြဖိုးသားအောင်အနောက်တစ်ခါမြန်မာပြည်ကြောက်စဲအနောက်တစ်ခါကိုကိုနိုင်ကစိန်ပေါကျော်နောက်ကျွန်တော်နေရဆိုင်နေလဲတော်တော်ခြိောက်ပုံစံမျိုးကျွန်တော်လိုက်ခဲ့ဘူးတော်တော်ဝေးဝေးတွေလည်းရောက်ခဲ့ဘူးတော်တော်စုံနေဆိုင်နေရတာ အဲဒါကတော့ကျွန်တော်မှတ်မိသလောက်ပြောရတာဒါကျွန်တော်ရင်းနေနေလောက်ခဲ့ဘူးတဲ့ site နေပဲမြန်မာပြည်ကြောက်စိမ့်လို့ကိုကိုနိုင်လို့စိန်ပေါ့ကျော်လို့မြတ်ဖိုးတော်အောင်လို့ဆိုတာဒါကျွန်တော်အကိုဆရာလို့ပြောလို့ရမှာပေါ့လေဒါ site ဆရာကြီးဆိုတော့မှတ်မရရဒါငါးဆိုင်ရတော့ကျွန်တော်မှတ်မိကျွန်တော်နေဆိုင်နေအများကြီးပဲခြိုက်လက်မျိုးမှာတော့ဖြာပုံမော်ကျော်ဟိုဘက်ပကိုးဘက်ဝေါ်ဘက်အများကြီးရှိတယ်ကျွန်တော်ဆိုင်လောက်ခဲ့ဘူးတဲ့ site